မင်္ဂလာပါ CNN ရဲ့ knowledge session ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့ဖီဒီယိုထဲမှာတော့ကမ္ဘာပေါ်ကကပိုင်းနိုင်အများဆုံးနိုင်ငံတွေအကြောင်းကိုတင်ဆက်ပေးမှာပါ။ ကြသိခင်ကခီးသောဘလော့ဂါတွေနဲ့ခီးသော website တွေရဲ့လိလဆက်စက်တန်းတွေမှာ2025ခုနှစ်အတွင်းကမ္ဘာပေါ်ကကပိုင်းတိုင်အများဆုံးနိုင်ငံတွေအကြောင်းဖော်ပြခဲ့ကြပါတယ်။အထူးသဖြင့်ကပိုင်းနိုင်ငံတွေဟာကမ္ဘာလက်ခီးသောတွေကိုအထူးကပြတ်မှတ်ထားပြီးဒေသခံတွေကိုလည်းကြုံရင်ကြုံကြလို့ကပိုင်းနိုင်ငံကြတာပါ။လိလဆက်အဖြစ်တွေအရတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ဟာ2025ခုနှစ်အတွင်းကပိုင်းနိုင်ငံမှုအများဆုံးမြို့အဖြစ်ထိပ်ဆုံးကရှက်တင်နေတယ်လို့ခီးသော website တစ်ခုဖြစ်တဲ့ travelbinger.com ကနေဖော်ပြထားပါတယ်။ဘန်ကောက်မြို့ဟာခီးသောတွေရဲ့ review 哎呀，哎呀，这厂房！ ၉ဒသမ၈နှစ်ရောက်လောက်ကကပိုက်နိုင်ခံရတာငွေလင်ခံရတာပြီးကြုံရတယ်လို့ဆိုတာပေါ့။ဒါပြင်ဖုခတ်လိုမျိုးခီးသွွားတဲ့အများဆုံးသွားလိရှိတဲ့နေရာမှာလည်းကပိုက်နိုင်တွေများပြားနေတယ်လို့ဆိုပါရယ်။ထိုင်းနိုင်ငံပြီးရင်တော့ကပ္ပပေါ်မှာကပိုက်နိုင်မှုဒုတိယအများဆုံးနဲ့ဥရောပမှာကပိုက်နိုင်မှုအများဆုံးနိုင်ငံကတော့အီတလီဖြစ်ပါရယ်။ဖြစ်တဲ့ကလိလာရဲ့အဖွဲတစ်ခွဲကတော့အီတလီကိုသွားလေတဲ့ဖြစ်တဲ့နိုင်ငံသားတပန်းစီတိုင်းမှာကပိုက်နိုင်ခံရမှုဖြစ်စဉ်၄၈၈တင်ရှိတယ်လို့ဆိုတာပါ။အီတလီပြီးရင်တော့ဥရောပမှာကပိုက်နိုင်မှုဒုတိယအ များသောနိုင်ငံကတော့ပြင်သစ်ဖြစ်ပါတယ်။ပြင်သစ်ရဲ့ပဲရမျိုးတော်အပါအဝင်ဖြေရှားရဲ့မြို့ကြီးမှာခရီးသွားတစ်ပတ်မှာဆိုရင်ကပိုက်နိုင်မှုဖြစ်စဉ်250ကျင်းရှိတယ်လို့ဆိုရအောင်။စပိန်နိုင်ငံရဲ့ဘာစီလိုနာမြို့ကလည်းဥရောပမှာကပိုက်နိုင်မှုတတိယအမ ဆုံးဖြစ်ပြီးတော့ခီးသွာတက်တန်းမှာကပိုက်နိုင်ခံရမှုဖြစ်စေ131ကျင်းရှိလို့ဆိုပါတယ်။နယ်သာလနိုင်ငံမှာတော့ခီးသွာတက်တန်းမှာကပိုက်နိုင်ခံရမှုဖြစ်စဉ်100လောက်ရှိပြီးကမ္ဘာပေါ်မှာကပိုက်နိုင်မှုပြင်းစမအများဆုံးနေဖြစ်ပါတယ်။တရုတ်နိုင်ငံမှာလည်းကပိုက်နိုင်မှုတွေမြင့်တက်လာပြီးရှန်ဟိုင်းမြောက်2025ခုနှစ်အတွက်ကပိုက်နိုင်မှုနဲ့ငွေသေးလင်းလင်းမှုစီမှာရမှတ်51.83မှတ်နဲ့ကပိုက်နိုင်မှုအများဆုံးနံပါတ်6နေရာမှာရပ်တည်နေရပါတယ်။ အခုတစ်ပတ်တင်ဆက်ပေးခဲ့တာကတော့ကမ္ဘာပေါ်ကကပိုင်းနိုင်အများဆုံးနိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။နောက်ပတ်ဒီမှာလဲစိတ်ဝင်စားစရာ knowledge အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါ။